ခြင်သုံးကောင်တွေးလို့ကရက်ထသွားတဲ့အိုက်စလန်နိုင်ငံချင်းဆိုတာအရင်ကတကောင်တမီးရဲ့မှရှာလို့မတွေ့ရတဲ့အိုက်စလန်နိုင်ငံမှာအခုတော့အဲ့ဒီရာဇဝင်ကိုချင်းသုံးကောင်ကစပြီးရိုက်ချိုးခြေဖြစ်ပစ်လိုက်ကြပါပြီ။ဟုတ်ပါတယ်ဒီလအစောပိုင်းတုန်းကအိုက်စလန်နိုင်ငံရဲ့ West Iceland ပြည်နယ်မှာပထမဆုံးကျင်၃កောင်ကိုဂျွန်ဟီတာဆန်အမည်ရှိတဲ့အင်းဆက်ပိုးကျွမ်းကျင်သူတဦးကရှာဖွေဖမ်းဆီးနိုင်ခဲ့တယ်လို့ Iceland သဘာဝသိပ္ပံ Institute ကသတင်းထုတ်ပြန်ပါတယ်။ And finally, Iceland, the land of fire, ice and zero mosquitoes, has finally been bitten by reality. ကျင်၃កောင်တွေ့ရှိခြင်းဟာကမ္ဘာမှာချင်းကင်းစင်တဲ့မှတ်တမ်းနဲ့နှိရှိချနေထိုင်လာခဲ့တဲ့နိုင်ငံအတွက်တော့သတင်းဆိုးတစ်ခုပါ။ဒီချင်းတုံးကောင်လိုပဲခိုးအောင်ရနေရတွေမှာလွတ်မြောက်နေသေးတဲ့ချင်းကြီးချင်းမတွေကနေတဆင့်နောက်ထပ်မျိုးဆက်တွေပွားများလာအောင်မယ်ဆိုတဲ့ရှေ့ပြေးလက္ခဏာမျိုးလို ပါဒီဂျင်သုံးកောင်ဟာအေးဒံကိုခံနိုင်တဲ့အမျိုးအစားတွေကဖြစ်ပြီးအေးဒက်လွန်ခဲ့တဲ့အိုက်စလန်လိုနိုင်ငံမှာပထမဆုံးတွေ့ရှိရတဲ့ခြင်တွေဖြစ်ပါတယ်သူတို့ကိုမြို့တော်ရဲဂျာဘေးရဲ့မြောက်ဖက်မိုင်20အကွာမှာတွေ့ရှိခဲ့တာဖြစ်တယ်လို့အိုက်စလန်တဘာဝသိပ္ပံ Institute မှသိပ္ပံပညာရှင်မတီးရဲ့ Everson ကဆိုပါတယ်အဲ့ဒီဂျင်သုံးកောင်ထဲမှာနှစ်កောင်ကအမဖြစ်ပြီးတစ်កောင်ကအထီးလို့လဲသူကဆိုပါတယ် အေးတန်ခံနိုင်ရရှိတဲ့အဲ့ဒီဂျင်တွေဟာစောင်းရာသီကာလအတွင်းမြေတိုက်ခန်းတွေစပားကြီးတွေထဲခိုလုံပြီးရှင်သန်နေကြပွဲရှိတယ်လို့အိုက်စလန်သိပ္ပံပညာရှင်တွေကသုံးသပ်ထားပါဗျ။အဲ့ဒီဂျင်တွေဟာနိုင်ငံအတွင်းကိုနိုင်ငံတကာခရီးသည်တင်လေကြောင်းလိုင်းတွေပင်လယ်ကူးသင်္ဘောတွေကွန်တိန်နာတွေထဲကနေတဆင့်ပါလာနိုင်ပွဲရှိတယ်လို့လည်းသိပ္ပံပညာရှင်တွေကသုံးသပ်ကြပါဗျ။ဒီလိုဂျင်တွေရောက်ရှိလာတာဟာရာသီဥတု ပြောင်းလဲမှုနဲ့များစွာသက်ဆိုင်နေပါဗျ။ ဖောက်ပြန်လာတဲ့ရာသီဥတုကချင်းတွေကိုရှင်သန်နေထိုင်နိုင်ဖို့စီမံပေးလိုက်တာပဲဖြစ်ပါတယ်။အခုအိုက်စလန်မှာချင်းသုံးကောင်စတွေ့ရတာဟာဒီနှစ်နွေရာသီမှာအပူချိန်ဆန်းချိန်တင်မြင့်တက်လာမှုကြောင့်လို့လေးလာသူတို့ကသုံးသပ်ပါတယ်။လွန်ခဲ့တဲ့ဆယ်နှစ်တာကာလဖြစ်တဲ့2015ခုနှစ်အတွင်းတုန်းကရင်ကောင်တစ်မျိုးအိုက်စလန်မှာတွေ့ရှိခဲ့မှုပါတယ်။အဲဒီကစပြီးတနေ့နေ့တစ်ချိန်ချိန်မှာဒီရင်ကောင်လိုပဲခြင်တွေကိုလည်းတွေ့ရှိလာရနိုင်တယ်လို့သိပ္ပံပညာရှင်တွေကခန့်မှန်းထားခဲ့ကြပြီးဖြစ်ပါတယ်။ အခုတော့သူတို့ခံမှန်းချက်ဟာမြေကြီးလက်ခတ်မလွဲဆိုသလိုတတိမှန်နေပါပြီအရင်ကအချင်းမရှိခဲ့တဲ့နိုင်ငံမာဂျင်တွေကိုစတွေ့ရပြီဆိုတော့မကြခင်မှာချင်းဆွေးခွေကြော်ညာတွေလည်းသူတို့နိုင်ငံရဲ့ရုပ်တံလိုင်းတွေသတင်းစာတွေအွန်လိုင်းမီဒီယာတွေကနေတွေ့မြင်ကြရတော့မှလည်းဖြစ်ပါတယ်အိုက်စလန်နိုင်ငံဆိုတာဥရောပတိုက်ထဲမှာရှိတာပါတဲကွင်းတွေတောင်တန်းတွေရေခဲမြစ်တွေနဲ့စုဖွဲ့ထားတဲ့ကျွန်းနိုင်ငံတစ်ခုဖြစ်ပါတယ်စုစုပေါင်း area အကျယ်ဝန်း3915စတူရဲမိုင်ကျယ်ဝန်းပြီးလူဦးရေ၄သိန်းနီးပါးသာနေထိုင်တဲ့နိုင်ငံဖြစ်ပါတယ် နိုင်ငံရဲ့မြို့တော်ကရေဂျာဘေးမြို့ဖြစ်ပြီးအကြီးဆုံးမြို့လည်းဖြစ်ပါတယ်။အမြဲလှုပ်ရှားနေတတ်တဲ့မီးတောင်တွေရှိပြီးပထဝီနေသားကလည်းအမြဲပြောင်းလဲနေတတ်တဲ့ဒေသဖြစ်ပါတယ်။ဒီနိုင်ငံမှာအိုက်စလန်လူမျိုး86ရာခိုင်နှုန်း၊ပိုလန်လူမျိုး600ရာခိုင်နှုန်း၊လစ်တူရေးနီးယားလူမျိုး100ရာခိုင်နှုန်း၊အခြားလူမျိုး900ရာခိုင်နှုန်းနေထိုင်ပါတယ်။